နုပညာမလုံးလေစဲသက်စားမကုန်တဲ့ရွှေတောင်ကြားကဒေါ်လာ30ဘီလီယံကျော်တန်စံအိမ်ကြီးကိုအခုလိုကြွားလုံးထုတ်လာတဲ့ပြည်တည်ဦးပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်မြန်မာနုပညာရှင်တွေထဲမှာအချမ်းသာဆုံးကဘယ်သူဖြစ်မလဲလို့မေးလိုက်ရင်ပရိသတ်တွေရဲ့ခေါင်းထဲမှာနာမည်ပေါင်းစုံပေါ်လာနိုင်ပေမဲ့အခုနောက်ပိုင်းထွက်ပေါ်လာတဲ့သတင်းတွေအရာတော့အလုံးထင်ထတာတဲ့အစားပေါင်းများစွာသာလွန်နေတဲ့မင်းသားတယောက်ရှိနေပါတယ်သူကတော့တကယ့်တကာကရုပ်ရှင်လောကရဲ့ထိတ်တန်းမှာနေရာယူခဲ့တဲ့အကယ်ဒမီပြည်တည်ဦးပဲဖြစ်ပါတယ်သူရဲ့ကြွယ်ဝချမ်းသာမှုတွေက ကဘလောက်ထိလဲဆိုရင်ရန်ကုန်မြို့ရဲ့အခမ်းအနားဆုံးတန်ဘိုးအကြီးဆုံးဖြစ်တဲ့ရွှေတောင်ကြားရပ်ကွက်ကြီးမှာကာလာတန်ဘိုးဒေါ်လာ10ဘီလီယံကျော်တယ်လို့လူပြောများနေတဲ့စံအိမ်ကြီးကိုပိုင်ဆိုင်ထားနိုင်တဲ့အထည်ပါပဲ။အရင်ဆုံးရွှေတောင်ကြားဆိုတဲ့နေရာကိုပြောပြချင်ပါတယ်။ရန်ကုန်မြို့ရဲ့ဘော်ဗလီဟီလို့တောင်မှတင်စားခေါ်ရမယ်တဲ့ရပ်ကွက်ကြီးဟာတာမန်တထေးတွေတောင်အခြေချဖို့စဉ်းစားရတဲ့နေရာတစ်ခုပါ။ မြေတထွာကိုရွှေသန့်စင်နဲ့ချိန်ပြီးဝယ်ရသလိုတန်ဖိုးရှိလာတဲ့ဒီနေရာမှာနေထိုင်နိုင်ဖို့ဆိုတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်တကြွေတွေဩဇာအာဏာရှိတဲ့ပုဂ္ဂိုလ်ကြီးတွေမှပဲဖြစ်နိုင်တာပါဒီလိုနေရာမှာပြည်သူဦးနဲ့သူ့ရဲ့ဇနီးဖြစ်သူမင်းသမီးကျော်အင်ဒရာကျော်စင်တို့ကခန်းနားထည့်ဝါတဲ့ဆိုင်အိမ်ကြီးနဲ့နေထိုင်နိုင်တာကသူတို့ရဲ့အောင်မြင်မှုတွေကိုသက်သေပြနေတယ်လို့ပါပဲပြည်သူတွေသိကြတဲ့အတိုင်းမှာပဲပြည်သူဦးနဲ့အင်ဒရာကျော်စင်ဆိုတာ မြန်မာရုပ်ရှင်လောကမှာထိတ်တန့်ကနေအောင်မြင်ခဲ့တဲ့နိုင်ငံကျော်အနုပညာရှင်တွေပါသူတို့နှစ်ဦးရဲ့အနုပညာအရည်အသွေးနဲ့ပရိသတ်ပေါ်မှာထားတဲ့စေတနာတွေကြောင့်မြန်မာပြည်သူတွေကအခိုင်အမာချစ်ခင်အားပေးခဲ့ကြပါတယ်။ ဒီလိုမျိုးအနုပညာလောကမှာနေပေါင်းများစွာကြိုးစားခဲ့ရကနေရရှိလာတဲ့အောင်မြင်မှုတွေစုဆောင်းမှုတွေကသူတို့ကိုကျွဲဝချမ်းသာစေခဲ့တာအမှန်ပါပဲဒါပေမဲ့ပြိသက်တွေမတည်သေးတဲ့နောက်ကွယ်ကအကြောင်းရင်းတွေကပို့ပြီးတော့အံ့ဩစရာကောင်းနေခဲ့ပါတယ်မကြသေးခင်ကမှထွက်ပေါ်လာတဲ့သတင်းတွေအရသူတို့ဇနီးမောင်နှံဟာအနုပညာအလုပ်တွေကိုရနာထားပြီးနောက်မှာစီးပွားရေးလောကတွေကိုတိတ်တဆိတ်အခြေချဝင်ရောက်ခဲ့ပြီးတော့အကြီးအကျယ်အောင်မြင်နေရလို့သိရပါတယ်သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကလည်းတာမန်လုပ်ငန်းငယ်လေးတွေမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ထိပ်တန်းပန်းကြီးတစ်ခုဖြစ်တဲ့ ဲ့အေယာရီဘန်မှာအဓိကရှယ်ယာရှင်တွေတဲကတအူးဖြစ်နေပါဝင်နေတဲ့ဆိုတဲ့သတင်းကလူအများကြီးမှာအကြီးအကျယ်ရိုက်ခတ်သွားခဲ့ပါတယ်။ဒီကနေ့ဘန်ရဲ့နှစ်ပတ်လည်အခမ်းအနားတစ်ခုမှာသူတို့ဇနီးမောင်နှံကရှယ်ယာရှင်တွေအဖြစ်တရားဝင်တက်ရောက်ခဲ့ရကြောင်းဒီသတင်းကပို့ပြီးတော့ခိုင်မာသွားခဲ့ပါတယ်။ဒီအချက်ကပဲသူတို့ရဲ့ကြွယ်ဝချမ်းသာမှုဟာရုပ်ရှင်တရုပ်ဆောင်တရားရဲ့ဝင်ငွေအဆင့်ကိုကျော်လွန်သွားပြီဆိုတာကိုပြသနေရပါအခုလူပြောများဆုံးဖြစ်နေတဲ့သူတို့ရဲ့ဒေါ်လာ10ဘီလီယံတန်စံအိမ်ကြီးအကြောင်းကိုပြန်ဆက်ရမယ်ဆိုရင်ဒီအိမ်ကြီးရဲ့အ တွင်းပိုင်းအလားစင်မှုတွေအခန်းဖွဲ့စည်းပုံတွေကမြင်ရတဲ့သူတိုင်းငေးမောသွားရလောက်အောင်ခန်းနာလှပတယ်လို့သိရပါဗျ။ ခင်မင်းစံတဲ့တဲ့ဘီသူကလည်းရရနဲ့ဥရောပဆန်ဆန်တန်ဘူကြီးပြိဘောကတွေကိုသုံးပြထားပြီးတော့အခမ်းနိုင်ကကျဲဝန်းခန္ဓာကအနုပညာဆန်ဆန်နဲ့ဖန်တီးထားရလို့နီးစတဲ့သူတွေကပြောကြတာပါအင်းရဲ့နေရအနှံ့မှာတန်ဘူကြီးအနုပညာပကြီးကားတွေရုပ်တုတွေနဲ့အလောင်းစင်ထားပြီးတော့လမ်းတော်တစ်ခုလိုခန်းစားရစီရလို့တောင်းတင်စားကြပါတယ်အချုပ်အားဖြင့်ဆိုရရင်တော့ပြည်တီဦးဟာသူ့ရဲ့အနုပညာစွမ်းရည်ကိုအခြေခံပြီးတော့ရလာတဲ့အောင်မြင်ကျော်ချမှုတွေကိုအကောင်းဆုံးအသုံးချကာ စီးပွားရေးလောကမှာပါထိတ်တန့်အဆင့်ကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးအနုပညာရှင်တဦးလို့ဆိုနိုင်ပါတယ်။ရွှေတောင်ကြားကသူတို့ရဲ့စံအိမ်ကြီးဟာအနုပညာကြီးတက်တဲ့နဲ့တည်ဆောက်ထားတာမဟုတ်ဘဲထက်မြက်တဲ့စီးပွားရေးအမြင်နဲ့ယင်းနှမြုံနှံမှုတွေရဲ့အသေးအပွင့်တစ်ခုဆိုတာထင်ရှားနေပါတယ်။ ပရိသတ်ကြီးတို့ရောဒီသတင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မြင်မိပါသလဲ။ပြည်သူတို့ဇနီးမောင်နှံရဲ့အောင်မြင်မှုတွေပေါ်မှာအားကြားမိလား။သူတို့ရဲ့ဒေါ်လာ10ဘီလီယံတန်စံအိမ်ကြီးဆိုတဲ့သတင်းကရောတကယ်ဖြစ်နိုင်တယ်လို့ထင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါဦးနော်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။